မင်္ဂလာပါရှင်ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ငလင်ဘေးအလှူငွေဒုတိယကြိမ်တွင်ငွေကျပ်131ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ2သန်းကျော်ရရှိရတဲ့သတင်းဖြစ်ပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့မန္တလေးငလင်ကြီးတန်တဲ့ဒေသများနဲ့ငလင်တန်တဲ့သူများအားကုညီထောက်ပံ့နိုင်ရန်ပြည်လေထူထောင်ရေးလုပ်ငန်းများစာဝန်နိုင်ရန်မေလ29ရက်မွန်လွယ်ပိုင်းက နေပြည်တော်တွင်ပြုလုပ်တဲ့ဒုတိယအကြိမ်များအလူငွေပေးရပွဲမှာငွေချက်၁32ဘီလီယံကျော်နဲ့အမေရိကန်ဒေါ်လာ၂သန်းကျော်လက်ခံရရှိကြောင်းသိရပါဗျ။အလူငွေပေးရပွဲသူနာစကာဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်ဝန်ကြီးမေအောင်လိုင်းတက်ရောက်၍အလူရှင်များမှပေးရလူတန်းနဲ့အလူငွေများကိုလက်ခံရယူခဲ့ပါဗျ။ ဒုတိယအကြိမ်မြောက်အလှငွေပေးရပွဲတွင်ပြည်တွင်းပြည်ပမှစေတနာရှင်အလှရှင်များကအိမ်ခံ၁၆ခန်းပါ၄ခန်းတွင်လီတာတိုက်အစာဦးတစ်လုံးလျှင်ငွေကျပ်သိန်း၂၀၀၀လုံးဖြင့်အလုံးပေါင်း၅၀လုံးအပါအဝင်စုစုပေါင်းတန်ဖိုးငွေကျပ်၁၃၁.၅၃နှင့်အမေရိကန်ဒေါ်လာ၂၃သိန်း၁၄၉၀၀ဒံကိုလှူဒါန်းကြခြင်းဖြစ်ကြောင်းသိရပါသည်။ ဧပြီလ10ရက်ကကျင်းပတဲ့ပထမကြိမ်အလူငယ်ပေးရလူတန်းပွဲတွင်ပြည်တွင်းပြည်ပစေတနာရှင်အလူရှင်များကငွေကျပ်တရား12တသမ8ခွန်ဘီလီယံအလူပစ္စည်းတန်ဖိုး12တသမ4ဘီလီယံစုစုပေါင်းငွေကျပ်125တသမ2ခွန်ဘီလီယံလူတန်းခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။